မင်္ဂလာပါ။ CNN သတင်းဌာနရဲ့2025ခုနှစ်မေလ20ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့နိုင်ငံရေးပြည်ပခတ်ကိုလက်နက်နဲ့မဖြေရှင်းမဲ့ရွေးကောက်ပွဲနဲ့တာဖြေရှင်းမှုတိုင်းလန်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဦးဆိုင်ထေအောင်ကပြောဆိုလိုက်တဲ့သတင်းဖြူတိုင်းနဲ့ဘူချာထိုင်းပါတီတို့ကြားတင်းမာမှုတွေမြင့်တက်နေပြီးညွန်ပေါင်းအစိုးရဖွဲ့ဟာအားနည်းလာခဲ့တဲ့ဆွေသတင်းအပေါ်အဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့နိုင်ငံရေးပြိပခတ်ကိုလက်နက်နဲ့မဖြေရှင်းမဲ့ရွေးကောက်ပွဲနေတာဖြေရှင်းမှုတိုင်းနိုင်ငံရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဦးဆိုင်ထေအောင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့နိုင်ငံရေးပဋိပက္ခကိုလက်နက်နဲ့မဖြေရှင်းပဲရွေးကောက်ပွဲနဲ့သာဖြေရှင်းဖို့တိုင်းလိုင်းရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကရာဦးဆိုင်ထေအောင်ကစီအန်နိုင်သတင်းဌာနကိုပြောပါရယ်2020ခုနှစ်ဖေဖော်ဝါရီလရက်ကမြန်မာတပ်မတော်ဟာ LND အစိုးရကို2020အထွေထွေရွေးကောက်ပွဲမဲဆင်းရင်အငင်းပွားမှုအားမဖြေရှင်းပဲအစိုးရဖွဲ့စည်းရေးဂျိုးပန်းတယ်လို့ဆိုကဖြုတ်ချပြီးနိုင်ငံတော်အားအရေးပေါ်အခြေအနေကြီးညာကအုတ်ချုပ်လျက်ရှိပါတယ်အဲ့ဒီနောက် LND ခေါင်းဆောင်တွေ လွတ်တော်အမတ်တွေတက်ကြလှုပ်ရှားသူတွေလက်နက်ကိုင်အင်အားစုတွေနိုင်ငံရေးပါတီအချို့ကိုစုပေါင်းပြီးမြန်မာတပ်မတော်နဲ့နာဆာကဖြုတ်ချရေးလက်နက်ကိုင်တော်လှန်ရေးရှိကမြန်မာနိုင်ငံအနှံ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။လက်နက်နဲ့ဖြေရှင်းတာကြောင့်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေအတော်ပြည့်စည်သွားပြီဖြစ်ကြောင်းအဲဒါကြောင့်ရွေးကောက်ပွဲနဲ့ဖြေရှင်းဖို့လူထုကအာရုံစိုက်နေတယ်လို့တိုင်းလိုင်းရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကရာဦးဆိုင်ထီအောင်က CNN သတင်းဌာနကိုပြောပါရစေ။အခုနာဆာကအနေနဲ့တော့မချင်းနေတူလဲပါလိမ့် ။ဘာကြောင့်လဲဆိုတော့သူက2008ကိုလက်ကင်ထားပြီးမှသူစကားပြောနေတဲ့ခါကျတော့သူကအချိန်နေသူကမြေကပ်ပဲပြီးတော့သူလဲပါလိမ့်မယ်။အခုကျွန်တော်တို့90ခုနှစ်တုန်းကမလွဲဘူးဆိုတဲ့ခါကတော့ကျွန်တော်တို့ဖတ်စီပုံမျိုးရှိပြီလေ။ကျွန်တော်ကျန်တဲ့ဖွဲ့စည်းပုံကလည်းကျွန်တော်တို့ချက်ချက်ချင်းရေးခွင့်မပြည့်စည်သွားပြီ။ဒါကြောင့်ဖွဲ့စည်းပုံဆွဲမလား။ဒီအဟောင်းကိုတုံးအဟောင်းကိုတုံးမစင်ရေးသက်ခွန်တုံးမလားခွန်ချက်လေးကိုပြန်တုံးမလားဆိုတော့အရင်ပွားမှုကအစ်စ်ဆွဲမယ်ဆိုတဲ့အခါချုံချက်ချက်ချလိုက်တဲ့အခါမှာအဲဒီ week of ပဲလုပ်တယ်ဆိုတာ ဖွဲ့စည်းပုံဆွဲဖို့ဆိုရင်တော့တို့လည်း network ထဲတစ်ခုပြောင်းဝင်သွားလို့ဖြစ်သွားတာပေါ့နော်ဒီနေ့အချိန်ကတော့2008ချိန်ကဥပဒေကိုဆွဲမှသူကအာနာထိန်းနေလို့သူကပြောတယ်ဒါတစ်ခါကနေမသိနေပေါ့နော်ဒါထိန်းတာပြီးသိနေပြီးသိနေပါပဲအားလုံးကအာနာသုံးလုံးသူကချုပ်ကိန်းနိုင်ဖြစ်တဲ့ကြောင့်မို့ဒါပေမဲ့2008ချိန်ကဥပဒေကိုသူချိုးဖောက်ချိုးဖောက်ပါဘူး2008ချိန်ကဥပဒေတိုင်းတွားပါမယ်ဆိုတဲ့ကတိရဲ့အာနာသူပြီးတယ် မြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာအဓိကအခြေအကျအပြည့်ကြီးရတယ်မထောက်ချေခြေကောင်းဦးလေးတဲ့ကအလုပ်ပဲဆိုရင်သူကူညီမယ်ဆိုရစကားတွေအစရရှိသားတဲ့ခါကျတော့ဒါမထောက်ချေရအောင်လည်းတိုင်းမဲ့သူအနာကိုလွဲလွဲမှာပါ မြန်မာနိုင်ငံမှာရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလမှာကျင်းပသွားမှာဖြစ်ကြောင်းရွေးကောက်ပွဲအနိုင်ရသည့်ပါတီကိုအာဏာလွှဲပြောင်းပေးမယ်လို့ NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောထားပါဗျ။လက်ရှိမှာ NASA ကကျင်းပမယ့်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီ54ပါတီရှိကြောင်းအဲ့ဒီအထက်မှာ6ပါတီဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးတိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်တစ်ခုမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီ55ပါတီရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကစီရင်နိုင်တဲ့ဌာနကိုပြောပါရတယ်။တခြားတစ်ဖက်မှာတော့ NUG, PDN နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ကနတ်ဆကကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်ဆီးမယ်လို့ထုတ်ပြန်ထားပါရ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းနယ်တိုင်းဒေသများဒီမိုကရက်တစ်ပါတီ SNDP ရဲ့နိုင်ငံရေးနဲ့စီးပွားရေးမူဝါဒကဘာလဲဆိုတဲ့အပေါ်ပြည်သူလူထုတွေသိရှိနိုင်ဖို့အတွက် SNDP ပါတီဥက္ကဋ္ဌဦးဆိုင်ရဲ့ဘောက်ကချပြသွားခဲ့တဲ့ဆွေသတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာရွေးကောက်ပွဲဝင်ရောက်ရှိမယ်မယ်ရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ရဲ့နိုင်ငံရေးနဲ့စီးပွားရေးမူဝါဒကဘာလဲဆိုတဲ့အပေါ်ပြည်သူလူထုတွေသိရှိနိုင်မှုအတွက် SNDP ပါတီဥက္ကဋ္ဌဦးဆိုင်ရဲ့ပေါင်းကချပြသွားခဲ့ပါတယ်ဖက်ဒရယ်နိုင်ငံဖြစ်လာရင်ပြည်ထောင်စုကြီးငြိမ်းချမ်းသွားမယ်လို့ယုံကြည်ကြောင်းအဲဒါကြောင့်တိုက်ပွဲတွေရက်ကပြည်ထောင်စုကိုဘယ်လိုဖက်ဒရယ်ပုံစံနဲ့သွားမလဲဆိုတာကိုနိုင်ငံရေးစပွဲဝိုင်းပေါ်မှာဆွေးနွေးဖို့လိုကြောင်းဦးဆိုင်ရဲ့ပေါင်းကစီရင်နိုင်တဲ့တင်ထနာကိုပြောပါပါတယ် ဒီဒေသအရှိကြဆုံးကပါမအခြေကြဆုံးပြည်ထောင်စုဆိုင်ကျွန်တော်မြန်မာနိုင်ငံပဲလေအဲ့တော့နေပေါင်းခွန်ဆယ်80နီးပါးဖြစ်နေတာကိုကျွန်တော်ငြိမ်းချမ်းချင်တယ်ငြိမ်းချမ်းရရချင်တယ်ငြိမ်းချမ်းရအတွက်ကတော့ဒီပြည်တော်စုကြီးငြိမ်းချမ်းရဖို့ဆိုလို့ရှိရင် Federal နိုင်ငံဖြစ်လာရင်တော့ငြိမ်းချမ်းသွားမှာပါကျွန်တော်တို့အဲ့လိုမျိုးညွန်ကြည့်တယ်လေစစ်တိုက်တာအားလုံးရက်လိုက်ပါစစ်တိုင်းတိုင်းကိုချင်းချင်းကြစစ်တိုက်ကြမကောင်းပါဘူးနေပေါင်းလည်းကြာလာပြီအဲ့ဒါစစ်တိုက်ကရက်ဆဲပြီးတော့ကျွန်တော်စပွဲပိုင်းမှာငြိမ်းချမ်းစွာဆွေးနွေးရအောင် ဆွေးနွေးပြီးတော့ပြည်တော်စုကြည်ဘယ်လိုဖက်ဒရယ်ပုံစံနဲ့သွားမလဲဆိုတာအလုံးစုံတိုင်းတိုင်းညီကိုအားလုံးကနိုင်ငံရေးပွဲရဲမှာဆွေးနွေးတယ်ဆိုလို့ရှိရင်ဒါငင်းချမ်းသွားမှာလို့ကျွန်တော်ယုံကြည်ထားတယ်လေ။ မြန်မာနိုင်ငံမှာလက်နက်ကင်ပြိပိခဖြစ်ပွားနေတာမှာ1948ခုနှစ်မှစတင်ကဒီနေ့အချိန်ထိနှစ်ပေါင်း80ကျော်လာခဲ့ပြီဖြစ်ပါတယ်။အဲဒီနောက်လက်နက်ကင်ပြိပိခချုပ်ငြိမ်ရေးဆွေးနွေးမှုတွေအကြိမ်ကြိမ်လှုပ်လာရမှာလေ။ခိုင်မာတဲ့သဘောတူညီချက်တွေမရရှိဘဲအကြိမ်ကြိမ်သဘောတူညီချက်တွေပြပြကတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အဲဒီနောက်2021ခုနှစ်ဖေဖော်ဝါရီလရက်နေ့ကနိုင်ငံရေးသဘောထားကွဲလွဲမှုတွေကြောင့်နိုင်ငံအနှံ့ပြားမှာလက်နက်ကင်ပြိပိခတွေကြေကြေပြပြဖြစ်ပွားခဲ့ပါတယ်။လက်ရှိမှာဖက်ဒရယ်နဲ့ဒီမိုကရေစီကိုအခြေခံတဲ့ပြည်ထောင်စုကိုတိစားဖို့ကြိုးပမ်းနေကြပါပဲ။တချို့သောတိုင်းရင်းသားလက်နက်ကင်တွေကတော့ Confederation လွတ်လပ် ေးဆိုတဲ့ရည်မှန်းချက်တွေအထိထုတ်ဖော်ပြောဆိုလာနေကြပါတယ်။နိုင်ငံရဲ့စီးပွားရေးကလည်းအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကြောင့်ရင်းနှီးမြှုပ်နှံမဲ့သူတွေမရှိကအခက်တွေ့နေကြောင်းအဲဒါကြောင့်ရွေးကောက်ပွဲအပြီးအရသာဆိုရဖြစ်လာရင်ပိတ်ဆို့မှုတွေကိုရုတ်သိမ်းပေးမယ်လို့ယုံကြည်ကြောင်းအဲဒီနောက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလာစေဖို့တိုင်းနိုင်ငံလုံးလျှက်စစ်မီရရှိဖို့လည်းလှုံ့ဆော်မှုလိုအပ်ကြောင်းရှမ်းနဲ့တိုင်းဒေသများဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဋ္ဌဦးဆိုင်ပေါင်းက CNN သတင်းဌာနကိုပြောပါရတယ်။ အတိအကျကျွန်တော်တို့ဒီ9နှစ်လုံးလုံး9နှစ်မိပါလောက်အခက်အခဲရှိနေတာဆန့်ကျင်ကြောင်းပြဆန့်ကျင်ကြောင်းနိုင်ငံကြီးတွေအနောက်နိုင်ငံတွေကပိတ်ဆို့ထားတယ်လေပိတ်ဆို့ထားတော့ကျွန်တော်နိုင်ငံကိုရင်းနှီးမြှုပ်နှံမဲ့လူတွေမရှိဘူးမရှိတော့အရင်အခက်အခဲတွေ့တယ်အခက်အခဲတွေ့တော့တကယ်လို့ရွေးတော့ပွဲကလုတ်ပြီးတော့အရက်သားအစိုးရဖြစ်လာတဲ့အခါမှာဆန့်ကျင်သားက 要准备哪边去呢？要准备那边路，叫那用去算了。嘞。老子不了，阿弟那个叫那发了还没来东西。不要太过，现在俺老六才买了，叫那老王。咱们那个家大了，就一点没有那个什么。那是没事呢，没有的。这说了，一个我天天路，哎呀，当时候多拿点什么，省点油水呢啊，老王。 但是要准备出去，你讲像你那么难的，哪有哪里买？第二个是说，州，个讲买菠萝，个到处也菠萝有，再不啊，几乎都在卖榴莲，那一种 2024-2025ဖန်တားရေးနှစ်မှာမြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုရှိပဲတရားခိုင်နှုန်းရောကျသွားမှာဖြစ်ကြောင်းကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။နဆာကဥက္ကဋ္ဌဗိုလ်ချုပ်မကြီးမေအောင်လှိုင်ကတော့နိုင်ငံတကာကစီးပွားရေးပိတ်ဆို့ကဖိအားပေးနေတာဟာဘလို့မှမအောင်မြင်နိုင်ကြောင်းအခုလဲမြန်မာနိုင်ငံပေါ်မှာဆန်ရှင်လှုပ်ထားခြင်းတွေကိုကိုနီကိုဟန်နဲ့ကြော်လွှားနေတာပင်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဗိုလ်ချုပ်မကြီးမေအောင်လှိုင်ဟာမြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေအတွင်းရွေးကောက်ပွဲကျင်းပသွားမယ်လို့လည်းပြောကြားထားပါတယ်။အဲဒါကြောင့်ရွေးကောက်ပွဲဝင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေရဲ့မူဝါဒတွေကိုပြည်သူလူထုကလေ့လာကမဲပေးတဲ့ ပေးသင့်စဉ်းစားလာနေကြပါတယ်။မြေကောက်ပွဲကျင်းပဖို့အတွက်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့အဆုံးဖြတ်နဲ့ဆောင်ရွက်နိုင်တယ်လို့နာဆကဥက္ကဋ္ဌကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရွေးကောက်ပွဲကျင်းပဖို့အတွက်မျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့အဆုံးဖြတ်နဲ့ဆောင်ရွက်နိုင်တယ်လို့နာဇာကဥက္ကဋ္ဌပူဇော်မှုကြီးမေအောင်လိုင်ကပြောပါတယ်။2025ခုနှစ်မေလ19ရက်ကကျင်းပခဲ့တဲ့နာဇာကအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာသူကပြောကြားခဲ့တာဖြစ်ပါတယ်။မိမိတို့အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီနိုင်ငံတော်ကိုတာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်တာကြောင့်ပြည်သူတွေလိုလားတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမဖြစ်မနေရှောင်လန်းရမှာဖြစ်ကြောင်းအဲဒါကြောင့်မိမိတို့မူလရည်ရွယ်ချက်မှာပါတဲ့အတိုင်းရွေးကောက်ပွဲကျင်းပပြုလုပ်ရမှာဖြစ်ကြောင်းနာဇာကဥက္ကဋ္ဌကပြောပါတယ်။ သူကရွေးကောက်ပွဲပြုလုပ်ရမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ဆောင်ရွက်နိုင်မယ်ဆိုရင်အကောင်းဆုံးဖြစ်ကြောင်းဒါပေမဲ့2010ပြည့်နဲ့2015ခုနှစ်နဲ့2020ပြည့်နဲ့ပါတီစုံဒီမိုကရေစီရဲ့အထွေထွေရွေးကောက်ပွဲဒီမှာလည်းရအောင်ပြည့်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသလိုဖဆပလခက်မှာလည်းအခက်အခဲတွေကြာကဆောင်ရွက်ခဲ့ရတာဖြစ်ကြောင်း ရွေးကောက်ပွဲကျင်းပရာမှာတရားမျှတတဲ့ရွေးကောက်ပွဲအောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့လိုကြောင်းပြောပါရယ်။အဲဒီနောက်ဖွဲ့စည်းပုံအခြေခံဥပဒေမှာပုံမှန်85ပုံမှန်128ပုံမှန်155တို့မှာလွှတ်တော်ခေါ်ရမှာအထမြောက်တဲ့အပိုင်းတွေကိုထည့်သွင်းရေးသားထားကြောင်းဥပဒေတွေကိုချိန်ထိုးကြည့်ရမှာရွေးကောက်ပွဲကိုအထမြောက်အောင်ဆောင်ရွက်နိုင်တာကိုတွေ့ရကြောင်းနာဇကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောပါရယ်။ ူကရွေးကောက်ပွဲကျင်းပပြီးရွေးကောက်ခံအစိုးရနဲ့နိုင်ငံအရေးဆောင်ရွက်တာဟာနိုင်ငံအတွက်အကောင်းဆုံးပင်ဖြစ်ကြောင်းရွေးကောက်ပွဲကျင်းပဖို့အတွက်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့အဆုံးဖြတ်နဲ့ဆောင်ရွက်နိုင်တာကိုဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတယ်လို့ပြောပါတယ်။ရွေးကောက်ပွဲက2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလဒီမှာကျင်းပသွားမယ်လို့နာဆာကဥက္ကဋ္ဌဖူဂျိုမူကြီးမေအောင်လိုင်ကပြောထားပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကလည်းရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုသတ်မှတ်ထားပြီးကြောင်းနှီးကရင်ထုတ်ပြန်ကြေညာပေးမယ်လို့ CNN သတင်းဌာနကပြောပါတယ်။ နဇကဟာရေးပေါ်အခြေအနေကြီးညာထားမှုတက်တန်း6လတိုးထတာဟာ2025ခုနှစ်ဇူလိုင်31ရက်မှာပြည်ပြီးဖြစ်တာကြောင့်အဲ့ဒီနေ့မှာကာလုံအစည်းအဝေးကျင်းပပြီးရွေးကောက်ပွဲကျင်းပမဲ့ရက်အတိအကျကိုကြီးညာနိုင်တယ်လို့စီးရင်းနဲ့နိုင်ငံရေးကိစ္စတွေကပြောပါရတယ်။ ။နိုင်ငံရေးပါတီတွေကတော့နတ်ဆကဟာ2025ခုနှစ်ဒီဇင်ဘာ14ရက်မှာရွေးကောက်ပွဲကျင်းပနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။တခြားတစ်ဖက်မှာတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ၊တိုင်းဒေသလက်နက်ကိုင်အဖွဲ့ CEO တို့ချို့ကတော့နတ်ဆကကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်မဲလို့ကြေညာထားပါတယ်။အဲဒီနောက်နိုင်ငံရေးပါတီတွေဟာရွေးကောက်ပွဲမှာပြည်သူတွေမဲမပေးဘဲ No Vote ဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်။ CNN သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ ဖြူတိုင်းနဲ့ပူကြံထိုင်းပါတီတို့ကြားတင်းမာမှုတွေမြင့်တက်နေပြီးညွန်ပေါင်းအစိုးရဖွဲ့ဟာအားနည်းလာခဲ့တဲ့ဆွေသတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာညွန်ပေါင်းအစိုးရဖွဲ့ဝင်ပါတီတွေဖြစ်တဲ့ဖြူတိုင်းပါတီနဲ့ပူကြံထိုင်းပါတီတို့ကြားနိုင်ငံရေးတင်းမာမှုတွေမြင့်တက်နေပြီးညွန်ပေါင်းအစိုးရဖွဲ့ဟာအားနည်းလာခဲ့တယ်လို့သတင်းရှင်းကဖော်ပြခဲ့ပါတယ်။ထိုင်းနိုင်ငံဟာစီးပွားရေးတုံ့ဆိုင်မှုနဲ့နိုင်ငံရေးတင်းမာမှုရဲ့ဖိအားတွေကိုခံနေရခြင်းမှာအခုညွန်ပေါင်းအစိုးရဖွဲ့အတွင်းတင်းမာမှုတွေကတပူပေါင်းနှစ်ပူဆင့်တဲ့အခြေအနေကိုရောက်ရှိစေခဲ့ပြီးအတိမ်ဆုံးမခံနိုင်တဲ့အနေအထားဖြစ်လာခဲ့ပါတယ်။ ညွန်ပေါင်းဆိုရဖွဲ့မှာဖြူတိုင်းပါတီရဲ့ပေတိုနန်ကဝင်ကြီးချုပ်ရာလူရရှိထားတယ်လို့ဘူဂျက်တိုင်းပါတီမှာအနုတင်ချန်ဗီယာကူကလည်းဒူးဝင်ကြီးချုပ်နဲ့ပြည်ထောင်ဝင်ကြီးနေရာတွေရရှိထားတာကြောင့်ဘူဂျန်တိုင်းပါတီကအစိုးရဖွဲ့အတွင်းရေးကိစ္စတွေကိုတိတိတတ်တာထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။2024ခုနှစ်ဇူလိုင်လကအထက်လွှတ်တော်ကိုအသိရွေးကောက်တင်မြောက်ခဲ့မှုဟာဖြူတိုင်းပါတီရဲ့အုပ်ချုပ်မှုကိုစိန်ခေါ်မှုဖြစ်လာနိုင်ပြီးကွန်ဆာဗေးတစ်နဲ့ဘရင်စနစ်ကိုထောက်ခံတဲ့အင်အားစုတွေနဲ့ချိတ်ဆက်မှုပုံမှုအကောင့်နဲ့ဘူဂျန်တိုင်းပါတီကပုံမှုအကောင့်လာခဲ့ပါတယ်။ ညွန်ပေါင်းအစိုးရဖွဲ့အားစီလုံးညညမှုရှိကြောင်းပြည်သူကိုအတိပြုကြေညာခဲ့တဲ့အချိန်ညွန်ပေါင်းအဖွဲ့ဝင်တွေကြားတင်းမာမှုတွေပေါ်ပေါက်လာခဲ့တယ်လို့ကျွမ်းညွန်သူတွေကပြောကြားခဲ့ပါဗျ။အဲ့ဒီပြင်မူဝါဒပိုင်းမှာလည်းသဘောထားကွဲလဲမှုတွေရှိခဲ့ပြီးဘူဂျန်ထိုင်းပါတီကကာစီနိုလုပ်ငန်းတွေကိုတရားဝင်ခွင့်ပြုပေးမဲ့ဖြူတိုင်းပါတီရဲ့ဥပဒေမူကြမ်းကိုဆန့်ကျင်ခဲ့တယ်လို့အခြေခံအဆောက်အုံနဲ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကိုပုံမှုအာရုံစိုက်ဖို့ဘူဂျန်ထိုင်းပါတီကပြောကြားခဲ့ပါဗျ။အဲ့ဒီပြင်နိုင်ငံအတွင်းစီးကြပ်ကိုမူရစ်စေဝါဖြစ်တတ်မှတ်ဖို့ဖြူတိုင်းပါတီကကြိုးပမ်းခဲ့ပေမဲ့ ။ဗူဂျန်တိုင်းပါတီကတော့စေချောက်ကိုတရားဝင်အသုံးပြုခွင့်ပေးတဲ့မူဝါဒကိုဖော်ဆောင်ခဲ့ပါတယ်။အဲ့ဒီနောက်အဆိုပါကိစ္စမှာထိတ်တိုက်တွေ့ခဲ့ပါတယ်။အထက်ပေါ်ပြပါထိတ်တိုက်မှုတွေအပြင်ဖြူတိုင်းနဲ့ဗူဂျန်တိုင်းပါတီရဲ့ထိတ်တီးကောင်းဆောင်တွေကြောင့်အငင်းပွားမှုများစွာရှိနေစေဖြစ်ပါတယ်။အဲဒါကြောင့်အခုလိုတအုံညွနေဖြစ်ပွားနေတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်နီလန်တုံးကူရှိပါတယ်။အဲ့ဒီနီလန်တုံးကူမှာအစိုးရဖွဲ့ကိုပြုပြင်ဖွဲ့စည်းဖို့ဒါမှမဟုတ်ပေတိုနယ်ယာရုကနှုတ်ထွက်ဖို့ဒါမှမဟုတ်ပါလီမန်ကိုဖျက်သိမ်းမှုအစရှိတဲ့အချက်၃ချက်ကိုလှုပ်ဆောင်ရမယ်လို့တနင်္ဂနွေသတင်းမှာတုံ့သက်ဖော်ပြခဲ့ပါတယ်။ တရုတ်က drone တိုက်ခတ်မှုအကွာအဝေးကိုတိုးမြှင့်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်ရဲ့ Judian အမိရှိ drone ဒီဇင်ဟာဂျွန်လာကိုမှသူ့ရဲ့ပထမဆုံးမစ်ရှင်အဖြစ်စတင်ပြသန်းတော့မှာဖြစ်ပြီးတရုတ်လက်တရဲ့မောင်းတူမဲ့လေယာဉ်တိုက်ခတ်ရေးဆွမ်းဆောင်ရေးကိုပုံမချဲ့ထွင်ဖို့အုံမြင့်တစ်ခုဖြစ်လာလိမ့်မှာဖြစ်ကြောင်း South China Morning Post ကဖော်ပြခဲ့ပါတယ်။ drone ကိုလွတ်တင်မဲ့အကြောင်းနဲ့ပတ်သက်ပြီးတရုတ်မီဒီယာတွေကပြီးခဲ့တဲ့သတင်းပတ်ကုန်ကလေးကဖော်ပြခဲ့ပြီးနိုင်ငံပိုင် CCTV ရုပ်သံကမေလ19ရက်မှာအတည်ပြုခဲ့တာဖြစ်ပါတယ်။ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကထုတ်လုပ်ခဲ့တဲ့ ဒရုန်းတွေတင်ဆောင်ပြန်တန်းနေတဲ့ဂျူဒီယန်ဒရုန်းကိုမလွတ်တင်မီစစ်တပ်မှုတွေဇက်တိုက်ပြုလုပ်မှာဖြစ်ပါတယ်။မြန်မာနဲ့ကောင်ကင်လို့အတိတ်ပဲရတဲ့ဂျူဒီယန်ဒရုန်းဟာနိုဝင်ဘာလကကျော်ရဲဇူဟိုင်းလေကြောင်းပြပွဲမှာစတင်ပွဲထုတ်ခဲ့တယ်။တာဝေးပြန်တန်းနိုင်တဲ့အကြီးစားမောင်းတူမဲ့လေယာဉ်ဒါမှမဟုတ်ဒရုန်းဖြစ်ပါတယ်။အဲ့ဒီဂျုံဟာကီလိုမီတာ9000မိုင်4350အကွာဝေးကိုအမြင့်15000မီတာကပြန်တန်းနိုင်ပြီးလက်နက်ခဲယံတွေနဲ့အသေးစားဒရုန်းတွေစုစုပေါင်း၄ချိန်6တန်ကိုတည်ဆောင်ပြန်တန်းနိုင်စွမ်းရှိပါတယ်။မြေပြင်မှာ၄ချိန်16တန်နဲ့စတင်ပြန်တန်းထွက်ခွာနိုင်ပြီး လေရင်တောင်ပိုင်း25မီတာရှိတရားကလက်ရှိကဘာတဝမ်းအုံပြူနေတဲ့တာလက်လေချောင်းကာကွယ်ရေးစနစ်အများစုရဲ့အကွာအဝေးကိုကျော်လွန်ကပြန်တန်းနိုင်ပါလေ။အဲ့ဒီ drone ပေါ်မှာလက်နက်ခဲယံတွေဒါမှမဟုတ်အသေးခံ drone တွေလိုအသေးစား drone အစင်းတရားကိုတည်ဆောင်နိုင်ပြီးအဲ့ဒီအသေးစား drone တွေကိုတတ်မှတ်ထားတဲ့ပြည်မှတ်တည်းရဲ့အကွာအဝေးအတွင်းရောက်ရှိချိန်မှာလေရင်ဝမ်ဘက်ကတစ်ဆင့်ကျဲချနိုင်ကြောင်းသတင်းမှဖော်ပြထားပါလေ။အမေရိကန်ကတရုတ်နဲ့ရေရှည်စစ်ပွဲအတွက်ပြင်ဆင်ထားတဲ့ဆွေသတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ အကူလအစောပိုင်းကအမေရိကန်လေတပ်ရဲ့ဗိုလ်မှူးချုပ်ဒေါဝင်စကဟာကယ်လီဖိုးနီးယားပြည်နယ်ရှိအက်ဒဝတ်စ်ဒေတာစကမှာမြို့ကန်ကောင်းဆောင်တွေကိုအစည်းအဝေးခေါ်ယူပြီးတရုတ်နဲ့ဖြစ်နိုင်ခြေရှိတဲ့စစ်ပွဲနဲ့ပတ်သက်ပြီးသတိပေးခဲ့ပါတယ်။တကယ်လို့တရုတ်ဟာထိုင်ဝမ်ကိုတိုက်ခိုက်မယ်ဆိုရင်ကယ်လီဖိုးနီးယားပြည်နယ်ကလည်းထိခိုက်ပွဲရှိတဲ့အတွက်ပြင်ဆင်မှုတွေပြုလုပ်ထားတဲ့ကြောင်းဝစ်ကတ်ကပြောပါတယ်။အမေရိကန်ရဲ့ထိပ်တီးလေယာဉ်မှုတူဖြစ်တဲ့အမှတ်421လေ့ကျင့်ရေးဌာနကိုဦးဆောင်နေတဲ့ဝက်စကတ်ကတရုတ်ဟာစစ်အင်အားကိုလျင်မြန်စွာမြင့်တင်နေပြီးကြီးမားတဲ့စစ်ပွဲအတွက်ပြင်ဆင်နေတယ်လို့ပြောကြခဲ့ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်မှာထုတ်လုပ်တဲ့လေယာဉ်တွေဟာ အလွန်ရေးကြည့်ပြီး1990ပြည့်နှစ်ကာလတွေကထုတ်လုပ်ခဲ့တဲ့ B2 ကိုပြပုံကျဲလေယာဉ်တွေနေရာမှာအစားထိုးထားတယ် B21 ရေဒါပုံကျဲလေယာဉ်တွေဟာတရုတ်ကို၆လမ်းပို့အဓိကကြားချောင်းပြောကြခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလေယာဉ်တွေနဲ့၆လမ်းတဲ့အစီအစဉ်ကိုအလုံးမဖြစ်ရင်တရုတ်ဟာကယ်လီဖိုးနီးယားရှိ Northrop Grumman Company အပါအဝင် American စစ်လေယာဉ်တွေကိုထုတ်လုပ်နေတဲ့စက်ရုံတွေကိုတိုက်ခိုက်ပွဲရှိပါတယ်တကယ်လို့စစ်ဖြစ်လာပြီဆိုရင်ဒီမှာလည်းဖြစ်လာပါလိမ့်မယ်လို့ Wiskat ကပြောကြခဲ့ပါတယ်အဲ့ဒီနောက်တိုက်ခိုက်မှုတွေထဲမှာတအားလိုက်နေတဲ့အခြားအရေးကြီးစနစ်တွေကိုပိတ်ချနိုင်တယ် စိုက်ဘာစစ်စင်ကြီးလည်းပါဝင်ကြောင်းသူကတတိပေးခဲ့ပါတယ်တရုတ်သမ္မတရှီကျင်းပင်ဟာ2029ခုနှစ်မှာထိုင်ဝမ်ကိုတိုက်ခိုက်ဖို့အတွက်အသိပြင်ထားဖို့တရုတ်စစ်တပ်ကိုညွှန်ကြားထားတယ်လို့အမေရိကန်အရာရှိတွေကယူဆထားပါတယ်1989ခုနှစ်ကအမေရိကန်ဟာတရုတ်ကိုတရားဝင်အတိအမှတ်ပြုခဲ့ပါတယ်အဲ့ဒီချိန်ကစပြီးအမေရိကန်ဟာထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးအတိတ်ပဲနှစ်ခွထွက်တဲ့မဟာဗျူဟာကိုကျင့်သုံးခဲ့ပါလေ။အဲ့ဒီမဟာဗျူဟာအရအမေရိကန်ဟာထိုင်ဝမ်ကိုကာကွယ်ပေးမယ်လို့လည်းမပြောမကာကွယ်ပေးဘူးလို့လည်းမပြောထားပဲထိုင်ဝမ်ဆက်ဆံရေးအုပ်ဥပဒေမှာတော့တရုတ်ကထိုင်ဝမ်ကိုအင်အားသုံးလာမယ်ဆိုရင် အမေရိကန်စစ်တပ်ကရက်တက်မှုအသင့်ရှိနေရမယ်လို့ပြောထားပါတယ်။အဲဒါကြောင့်အမေရိကန်ဟာတရုတ်နဲ့ရှေ့ကြပြီးပြင်းထန်တဲ့စစ်ပွဲအတွက်ပြင်ဆင်ထားတဲ့အထိပ္ပယ်ရပါတယ်။တရုတ်အနေနဲ့ထိုင်ဝမ်ကိုတိုက်ခိုက်မယ်ဆိုရင်မိမိတို့ကပြန်လည်တိုက်ခိုက်မှာဖြစ်ပြီးစစ်ပွဲအတွက်အလင်းမြန်ပြီးဆုံးလိမ့်မှာမဟုတ်ကြောင်းအမေရိကန်ထိပ်သီးအရာရှိတူကပြောကြားခဲ့ပါတယ်။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အာကစားသတင်းကိုတင်ဆက်ပေးပါမယ်။ ဘရာဇီးတင်းကိုကူညီဖို့အဆင်သင့်ပဲလို့ဘရာဇီးကန်နွေကစားသမားတူဦးဖြစ်တဲ့ကာကာကဖွင့်ဟလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘရာဇီးကန်နွေကစားသမားတူဦးဖြစ်တဲ့ကာကာကနီးပြအက်ဆလော့တီရဲ့နီးပြအဖွဲ့ထဲဝင်ရောက်ပြီး နိုင်ငံအသင်းကိုကူညီဖို့အဆင့်တက်မယ်လို့ဖွင့်ဟခဲ့ပါတယ်။ကကကကျွန်တော်ဟာတင်းနီးနီးနဲ့ကူညီပေးနိုင်မယ်လို့အသင်းဘက်ကထင်ရင်ကျွန်တော်လည်းဒီချိန်မှာအဆင့်တက်ဖြစ်နေပြီလို့ထင်ပါတယ်။ကျွန်တော်ပြင်ဆင်မှုတွေပြုလုပ်ထားပါတယ်။ကျွန်တော်ဟာ2019မှာကစားတာကနေရက်တက်ပြီး Harvard မှာအကစားဆိုင်ရာစီးပွားရေးသင်တန်းတွေတက်ခဲ့ပါတယ်။ပြီးတော့ Brazil ဘောလုံးအဖွဲ့ချုပ်မှာနီးပြသင်တန်းတက်ခဲ့ပါတယ်။ကျွန်တော်ဟာနိုင်ငံအသင်းနဲ့ကမ္ဘာဖလားပြိုင်ပွဲအတွေ့အကြုံရှိပါတယ်။အခွင့်အရေးရရင် Brazil လက်ရွေးစင်အတွက်တာဝန်ထမ်းဆောင်မှုကျွန်တော်အဆင့်တက်ဖြစ်နေပါပြီလို့ Case TV ကိုပြောခဲ့တာပါ။ ဘရာဇီးအသင်းနီးပြတ်တဲ့ဖြစ်ခန့်အကျဉ်ခံထားရတဲ့အန်ဆလော့တီဟာသူ့ရဲ့ကစားသမားဟောင်းတူဖြစ်တဲ့ကာကာကိုနီးပြတ်အဖွဲ့ဝင်နဲ့ထည့်သွင်းဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။ကာကာနဲ့အန်ဆလော့တီတို့ဟာအီစီမီလန်၊ရီယယ်အသင်းတို့မှအတူလက်တွဲပြီးအောင်မြင်မှုတွေအများပြားရယူနိုင်ခဲ့ပါတယ်။ကာကာဟာဘရာဇီးအသင်းအတွက်2002ကနေ2016ခုနှစ်အထိပွဲပေါင်း62ပွဲပါဝင်ကစားခဲ့ပြီး29ခုအတွင်းယူက2002ကဘာဖလား2009နဲ့2009 Confederation Player တို့ကိုရယူနိုင်ခဲ့ပါတယ်။ ရီယယ်တင်ကိုကင်တွယ်နေတဲ့အက်စလော်ဒီယာဒီယာဒီလာလီကာပြိုင်ပွဲပြီးဆုံးချိန်အထိကင်တွယ်ပြီးရင်မေလ26ရက်မှာဘရာဇီးအသင်းကိုစတင်ကင်တွယ်တော့မှာပါအက်စလော့ဒီယာဘရာဇီးအသင်းတပိုင်းမှာပထမဆုံးနိုင်ငံခြားသားနှိပြလည်ဖြစ်ခဲ့ပါတယ်။အက်စလော့ဒီယာဘရာဇီးအသင်းကိုဂျွန်လ9ရက်မှာရှင်ပြန်မဲ့အီကွေဒေါ်အသင်းနဲ့2026ကမ္ဘာဖလားခြေစစ်ပွဲတောင်အမေရိကစုံပွဲစဉ်ကိုသူ့ရဲ့ပထမဆုံးပွဲစဉ်ဖြစ်တောင်ဝင်ယူမှာဖြစ်ပါတယ်။ဘရာဇီးအသင်းကဒီပွဲပြီး9ရက်ကြာမှာပရာဂွေးအသင်းနဲ့ခြေစစ်ပွဲဆက်ပြီးရှင်ပြန်ရမှာဖြစ်ပါတယ်။ဘရာဇီးအသင်းကခြေစစ်ပွဲဆက်လီပွဲကစားထားပြီးရမယ့်27မိနစ်အမပေးစရာအဆင့်၄နေရာမှာရပ် တည်နေတာဖြစ်ပါတယ်။အန်ဆလော့တီကဘရာဇီးအသင်းနဲ့2026ကမ္ဘာဖလားပြိုင်ပွဲအပီတီစာချုပ်ချုပ်ဆိုခဲ့ပြီးထပ်မံတက်တန်တိုးခွင့်ပါဝင်တယ်လို့ ESPN ကဖော်ပြထားပါတယ်။ CNN သတင်းဌာနရဲ့2025ခုနှစ်မေလ20ရက်နေ့အတွက်နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးသူများအားလုံးစိတ်ချမ်းသာကိုကြံပါကြပါစေခင်ဗျာ။